င်္ဂလာပါခေတ္တတလီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးအင်အားထောင်ချီရှိတဲ့စစ်ကောင်စီစစ်ကြောင်းမိုးကုတ်မြို့ထဲဝင်ရောက်နေရယူဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တရုတ်ရဲ့ဂျာဝင်မှုနဲ့နိုဝင်ဘာလ29ရက်နေ့ညပိုင်းမှာအင်အား2000ကျော်ရှိတဲ့စစ်ကောင်စီတပ်တောင်းတမတော်တရလလေးထင်းကျုပ်ထားတဲ့မိုးကုတ်မြို့ထဲဝင်ရောက်လာပါတယ်စစ်တပ်ဟာနောင်ကျုံမိုးကုတ်လမ်းပိုင်းကနေတဆင်မိုးကုတ်မြို့ထဲဝင်ရောက်လာတာဖြစ်ပြီးစစ်ကားတရာဝင်ချင်းရှိနိုင်တယ်လို့မြေပြင်ခြေနေတိရှိသူတအူကပြောဆိုပါတယ် ကားအစီးတရာဆိုပစ္စည်းတင်တဲ့ကားက20ပုံအခုလက်ရှိခမန်းအင်အားမိုးကုံမြို့ထဲမှာ1600လောက်ရှိနေနေလက်ရှိမိုးကုံမြို့တွင်မှာအင်အားဖြန့်ထားတယ်ဒီကနေ့နိုဝင်ဘာလ30ရက်နေ့နဲ့မနေ့ပြန်ဒီဇင်ဘာလ1ရက်နေ့အထိစစ်ကောင်စီတပ်ဖွဲ့ဝင်ထပ်မံဝင်ရောက်လာဖို့ရှိနေပြီးမိုးကုံကနေတဆင်မိုးမိတ်မြို့တဲ့ဆက်လက်ဝင်ရောက်လာမယ်လို့၎င်းကဆက်ပြောပါတယ်စစ်ကောင်စီဝင်လာတဲ့လမ်းသက်ဆောင် TNL တပ်ဖွဲ့ဝင်နေနေရာယူပြီးမြို့အဝင်အထွက်ကိုပိတ်ထားဆဲဖြစ်ကောင်း မောကုံမျိုးနဲ့တောင်တန်ရဲ့အုပ်ချုပ်ရေးအဖွဲ့နဲ့ရဲတပ်ဖွဲ့ဝင်ဆက်ရှိနေတယ်လို့သိရပါတယ်။မောကုံမျိုးကန်60ရာခိုင်နှုန်းကျော်ကတော့ပေးလို့ရကိုထွက်ပြေးတင်းဆောင်နေကြပြီးတောင်ဘက်ကမောကုံမျိုးအတွင်ကနေစုခွာရင်တိုက်ပွဲဖြစ်လာနိုင်တယ်လို့တုံ့တက်မှုတွေရှိနေပါတယ်။တရုတ်နိုင်ငံရဲ့ချောင်းဝေမှုကြောင့်စက်ကောင်စီတန်နေတအောင်တက်သူ PKD အော်တိုဘားလာ29ရက်ကစကောင်အပြည့်ရဖို့သဘောတူညီခဲ့ပြီးတအောင်တက်ကမိုးကုန်းနဲ့မိုးမိတ်မြွနယ်ကိုစက်ကောင်စီတန်ပြန်လည်လွှဲပြောင်းပေးဖို့သဘောတူညီခဲ့ပါတယ် လက်ရှိမြူအလွဲပြောင်းတဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့တအားတပ်ဘက်ကတော့တစုံတရာသတင်းထုတ်ပြန်ထားတာမရှိသေးပါဘူးရှင်။ဆလပင်ဗမာမျိုးတွေပြောင်းဝင်မှုစူးစမ်းတဲ့စစ်တမ်းနဲ့အစံနေအတင်းဆုံးထိခိုက်မှုများလို့ပြန်ဆုတ်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းဗမာမျိုးတွေကိုဝင်မှုစူးစမ်းနေတဲ့စစ်တပ်နဲ့စစ်အင်အစံနေတပ်တွေကိုတော်လိုင်းရဲတပ်တွေကခုခံတိုက်ခိုက်နေတာကြောင့်စစ်အုပ်စုဘက်မှအတင်းဆုံးထိခိုက်မှုများနေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်အချို့ကပြောပါတယ်။ နေ့စဉ်နေပါလေးချပစ်ကူနဲ့မြို့ထဲကိုဝင်ရောက်နိုင်ဖို့ကြိုးစားနေပေမယ့်တည်ဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုတည်ပြီးစေအိုစုကပြန်ဆောင်နေရတယ်လို့ဆိုပါတယ်။နိုင်ဤပိုင်းလောက်နဲ့၁၀ရောက်လောက်သေးတာလို့ရှေ့တန်းရဲဘော်တို့ကရှင်းပြပါတယ်။နိုဝင်ဘာလ18ရက်နေ့ကပမောင်းမြို့အနီးကနတလန်ကုံကိုစေအိုစုကပြန်ရပြီးမြို့ထဲကိုဝင်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။နတလန်ကုံကိုခန့်ဆက်တေချာပြင်ထားတဲ့မြို့ထဲကတဲ့ကမရတော့နတလန်ကုံပဲပြန်ဆုတ်တယ်လို့ဗမောက်စီရေးတရင်ချင်းမြစ်ကပြောပါတယ်။ နိုဝင်ဘာလအတွင်းဗမာမျိုးတိုက်ပွဲတွေမှာစေအဆူစီကအသေးခံတုံးတွေတင်စီဟာစီခဲ့ပြီးဗပန်းခုံလုံးလာတဲ့ SNL တပ်ဖွဲ့ဝင်အချို့ပါရှိတယ်လို့သိရပါတယ်မျိုးအနောက်ဖက်ခြံကနေတံမြန်ထိုးဆစ်စင်လာတဲ့စစ်တကောင်အင်အား900ဝန်းကျင်ရှိနေပြီးစကိုင်းအခြေဆိုင်တမ33လမ်းအောက်ကတိုင်အချုံအားဖြည့်ထားတဲ့အပြင်အရင်မြို့နယ်အတွင်းတဆွဲခဲ့တဲ့တမခွန်ခွန်လမ်းအောက်ခံတိုင်ရင်တွေလည်းပါဝင်နေတယ်လို့စီးရဲသတင်းရှင်းပြကပြောပါတယ် ဗမာမျိုးကအမတ်တင်းစစ်ဒေသကိုကံမှုနဲ့ PDF တွေအပါအဝင်တော်လရင်တပ်ဖွဲ့တွေကစနေမလာ20ရက်နေ့မှာတိမိုက်ခဲတာဖြစ်ပါတယ်စစ်တပ်ကအင်အားထပ်ပြပြီးလေကြောင်းပစ်ကိုတုံကောင်မျိုးကိုပြန်ထိန်ချုပ်နိုင်မှုစူးစမ်းနေတာဖြစ်ပါတယ်စီအေးအခြေအနေတွေအတွက်ဗမာမျိုးမှာရဲကန်းတပ်မစင်ညာမထွက်ရအမိန်ကိုကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်ရှင်ဆလံပင်မြဝတီမျိုးတောင်ပတ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးထိုင်းဘက်တယ်လက်နက်ကြီးကြလုံး ဆက်ဆောင်အဆိုတန်ရရဆွတ်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ကရင်ပြည်နယ်မြဝတီမြို့တန်ပတ်မင်းလက်ပန်ရွာမှာဒီကနေ့နိုဝင်ဘာလ30ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်နဲ့ KNU ဦးဆောင်တဲ့ပူပေါင်းတပ်တွေကြားတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စစ်ဆောင်တွေစီကသိရပါသည်။နေသားတောင်းရင်မြစ်ပေမှာရှိတဲ့မင်းလက်ပန်ရွာမှာဖြစ်ပွားတဲ့တိုက်ပွဲမှာလက်နက်ကြီးအချို့ထိုင်းဘက်ခြမ်းကြားရောက်ရမှာမြမစစ်ဆောင်တွေတောင်းရောက်နေထိုင်နေတဲ့တန်လျာပုံကြားရောက်ပောက်ခွဲခဲ့တယ်လို့စစ်ဆောင်အချို့ကဆိုပါသည်။ တန်လျားပေါ်လက်နက်ကြီးကြီးကြားရပေါက်ကွဲတာကြောင့်စစ်ဆောင်သုံးဦးထိခိုက်ဒဏ်ရာရပြီးအဲ့ဒီထဲကတအူးကတော့စိုးရိမ်ရတဲ့အတွက်စေယုံကိုပို့ထားတယ်လို့သိရပါတယ်။အတော်ကြီးတယောက်ကလေးနှစ်ယောက်ထိတဲ့ကလေးတယောက်ကတော့စိုးရိမ်ရတဲ့စစ်ဆောင်တန်လျားကိုထိထားလို့စစ်ဆောင်တအူးကပြောပြပါတယ်။လက်နက်ကြီးကိုမြဝတီမျိုးတံပတ်လက်ခတ်တောင်မှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကပြက်ခတ်တာဖြစ်နိုင်တယ်လို့စစ်ဆောင်တွေကယူဆထားပါတယ်။ ထိုင်းနိုင်ငံသတင်းတွေမှာလည်းဒီမနက်ကိုနိုင်အချိန်ခန်းကထိုင်းနိုင်ငံမေကိုကင်းရွာဘက်ကိုမြန်မာဘက်ကပစ်ခတ်လိုက်ပြီးလက်နက်ကြီးကြီးငါးလုံးကြောင်ကြောင်ပောက်ကွဲခဲ့ပြီးမြန်မာနိုင်ငံသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိသလုံးအဆောင်အုံတွေထိမှန်ပျက်စီးခဲ့တယ်လို့ဖော်ပြကြပါတယ်။မြဝတီမြို့တံပန်မင်းလက်ပန်ရွာအနီးကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာချောင်းပူးပေါင်းတပ်တို့အကြောင်းပြီးကတိနိုဝင်ဘာလ22ရက်နေ့မှာတိုက်ပွဲတွေဆဖြစ်ခဲ့တာပါ။တိုက်ပွဲကြောင့်လက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံနဲ့ကြောင်ကြောင်ခဲတဲ့အတွင်းထိုင်းစစ်တပ်က မိကိုပုံတွင်နေအချက်ပြပြန်လည်ပြကတ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်ရှင်။ဆလပင်စစ်တပ်ထောက်ခံသည့်တရုတ်ဆောင်ခန့်စီသူကျူကျူလိုင်းအချက်တော်ဖြစ်လာစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အကြမ်းမဲ့မင်းအောင်လိုင်းရဲ့မိမကျူကျူလဟောင်းအချက်တော်သားတွေများဆောက်ထားရှိလာပါတယ်။မင်းအောင်လိုင်းနဲ့ကျူကျူလာမှာအောင်ပြေဆုံးလို့ခေါ်တဲ့တာရင်တူဦးစီပေမိန်ကျူကျူလာကအချက်တော်သားတွေများစွာထားရှိလာတာပါ ကျူကျူလာဟာသူ့ကိုအမီလို့ခေါ်တဲ့ငယ်ရွယ်တဲ့စစ်ပန်းအရက်ဖက်လူငယ်တွေကိုတားလို့ပြန်ခေါ်ရင်းအချစ်တော်သားတွေများစွာပေါ်ထွန်းလာပါတယ်စစ်ပန်းမှာဆိုရင်ပုံမှုကြော်စော်ရဲဆိုသူကကျူကျူလာရဲ့အချစ်ဆုံးသားတအူးလည်းဖြစ်ပါတယ်ကျူကျူလာကသူ့ရဲ့သားတွေများစွာကိုသူတို့နေထိုင်ရာအိမ်တော်ထဲတကားမရှိဒါမရှိအမြဲလိုလိုဝင်ထွက်ခွင့်ပြုထားပြီးကျူကျူလာရဲ့ဝမ်းမနာသားတွေအားလုံးအမတန်လုံးကြုံရထူထပ်တဲ့မင်းအောင်လာအိမ်တော်စီကိုအမေကခေါ်လို့ဆိုတဲ့စကားတစ်ခွန်းနဲ့ဖြတ်ကျော်ဝင်ရောက်ကြပါတယ် ကျူကျူလာနဲ့တာရင်မဟုတ်တဲ့အချစ်တော်သားတွေအကြားဆက်ဆံရေးကလည်းနေ့စဉ်ဖုံးမြောကြပြီးတာကြောင်းမှာကြောင်းကစားလို့ပေရင်ရတရားအစုံလူမှုပတ်ဝန်းကျင်ကအဖြစ်ပြက်တွေကအစားပြောဆိုကြတာပါကျူကျူလာရဲ့တာဖြစ်ခွင့်ရတဲ့အချစ်တော်သားတွေအနေနဲ့ဝင်ကြီးဌာနတွေရဲ့လုပ်ငန်းတင်တာပါမစ်တွေစီးပွားရေးနဲ့တပ်ထုတူဖော်ရေးလုပ်ပိုင်ခွင့်တွေစစ်ကောင်းဆောင်တွေရဲ့နိုင်ငံခြားခီးစဉ်တွေမှာလိုက်ပါခွင့်တွေအပါအဝင်အထူးအခွင့်အရေးဖြစ်ရရှိကြတဲ့အပြင်ကျူကျူလာစီကိုတိုင်းရိုင်းနေစဉ်ဖုန်းခေါ်ခွင့်လည်းရှိကြပါသေးတယ် ရုပ်ရှင်တွေပဲတိုင်ဝိုင်းမှာကျူကျူလာရဲ့အခြေတော်သားတူဖြစ်လာသူကတော့တရုတ်ဆောင်ခန့်စီသူဖြစ်ပါတယ်။ရခိုင်လူမျိုးချင်းချင်းဖြစ်တာခန့်စီသူကကျူကျူလာအနာရအောင်နီလန်းမျိုးစုံနဲ့ချင်းကလာတာတွေကြောင့်ခန့်စီသူဟာကျူကျူလာရဲ့ရုပ်ရှင်တွေပဲကအခြေတော်သားတူဖြစ်လာပါတယ်။ခက်စီသူနဲ့ကျူကျူလာအကြမှာအမေသားအခေါ်ပြောတွင်နေလူပေါက်ကိုချင်းခိုင်မာတဲ့ရင်းနှီးမှုရှိလာတဲ့အပြင်ရခိုင်အချင်းချင်းဖြစ်သောယုံ ခန့်စီသူရဲ့မျှပြပြောဆိုတဲ့တဲ့ဘောမကောင်လွန်နာကြောင့်ရောခန့်စီသူဟာကျူကျူလာရဲ့အသေးစွဲချစ်တော်သားဖြစ်လာတာပါကျူကျူလာကတန်မိုးကြီးအမတ်တဆိတ်လက်ကန်အိတ်လက်လာလေးတွေကိုအလွန်နှစ်သက်သက်ပြီးခန့်စီသူကလည်းအဲ့ဒီအချက်ကိုသိရှိထားတာကြောင့်ဒေါ်လာထောင်တောင်းချီတန်နဲ့တန်မိုးကြီးလက်ကန်အိတ်တွေကိုကျူကျူလာစီကိုအမေအတွက်ဆိုပြီးပို့ပေးပါတယ်ဒီလိုပို့ပေးလို့လည်းခက်စီသူအတွက်အရင်မဆုံးမင်းဝင်ကြီးဌာနရဲ့လုပ်ငန်းလုပ်ပိုင်ခွင့်တင်တာနဲ့တန်ချောင်းတင်တင်ခွင့်တွင်းကုန်ပါမယ်လို့အထူးအခွင့်အရေးပြန်လည်ရရှိတာမို့ သူရင်လိုက်တဲ့အိတ်ဖိုးထက်တောင်အစာများစွာအမြတ်ရနေတာလည်းဖြစ်ပါတယ်။ဒါအပြင်ကျူကျူလာရဲ့အချက်တော်ဖြစ်လာမှုကြောင့်စတဲ့ရဲ့ဝါဒဖြန့်စလန်းတွေမှာခန့်စီသူကပင်တိုင်းတရုတ်ဆောင်ဒိုင်ရိုက်တာဖြစ်လာတဲ့အပြင်ခန့်စီသူရိုက်ကူးခြင်းနဲ့ဇလန်းနဲ့ရုပ်ရှင်တွေအတွက်လည်းကျူကျူလာနဲ့တမီးခင်တိရီတမွန်ကနောက်ွယ်ကနေငွေကြေးတိထောင်ကြီးထုတ်ပေးပါတယ်။ကျူကျူလာကလည်းပြည်ပခီးစင်ကပြန်လာတဲ့အခါတားခန့်စီသူအတွက်ဆိုပြီးလက်ဆောင်တွေဝယ်လာတတ်ပါတယ်။ 2022ခုနှစ်မလအတွင်းမှာကျူကျူလာရဲ့တိုက်တွန်းမှုနဲ့မင်းရောင်လိုင်းကခန့်စီသူကလူမှုထွန်ကျွစုပေးရခဲ့ပါသေးတယ်။ခန့်စီသူကလည်းသူ့ရဲ့အလူတွေမှာအမေတော်ကျူကျူလာကိုဥထိတ်ထား၍ဆိုတာမျိုးတွေနဲ့အလူတွေလုပ်ပြပြီးဓာတ်ပုံတွေပြန်လည်ပို့ချောင်းဓာတ်ပုံတွေမှာအသေးတွေပေးကြတာလည်းရှိနေပါသေးတယ်။ ဒီနေ့မေလ19ရက်နေ့မှာလည်းခန့်စီသူကငလျင်တန်နှင့်ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေကိုငွေကြေးသိမ်းနေရလှူဒန်းပြခဲ့ပြီးလှူဒန်းမှုတွေကိုအမေတာရုခေါ်ပါဆိုပြီးချူချူလာစီကိုအမျှဝေတာရုခေါ်ခိုင်းခဲ့ပါသေးတယ်။ချူချူလာဟာခန့်စီသူရဲ့တကယ်အမေရင်းမဟုတ်တယ်လို့ခန့်စီသူကလည်းချူချူလာရဲ့တကယ်သားရင်းမဟုတ်ပေမယ့်သူတို့နှစ်ဦးကြားကအမေနဲ့သားအခေါ်ပြပြီးအပြန်အလှန်နှင်းစင်အဆက်အသွယ်မပြဲချိန်ဆက်နေကြတဲ့ဆက်ဆံရေးဟာတာမန်ထက်တော့ပိုကဲနေတာကိုညင်မရဘူးလို့နေပြည်တော်စစ်ပတ်တရင်ချင်းမြစ်ကဆိုပါတယ်ရှင်။